အားလုံးမင်္ဂလာပါချစ်တော်လေးတို့ရေဒီနေ့တော့တူဦးလေးကိုကိုယ်တိုင်ကြိုပြီးတော့တူဦးတုတ်လေးတို့စားပါမယ်မင်းမင်းလုံးမဲ့အချိုးကတော့ပဲစိမ့်မုတ်စံချိန်ခွက်၃ခွက်ကိုရေစံချိန်ခွက်၆ခွက်အချိုးစားနဲ့ကြိုပါမယ်နှိမ့်ချိုးတက်ပေါ်ရှင် ပထမဆုံးဘဲစိမ့်မုတ်၃ခွက်ကိုစကားလေးနဲ့ချပြပါမယ်။အဲ့လိုစကားလေးနဲ့စစ်ချမှလေဖြော်တဲ့ခါကျရင်လုံးလုံးခက်ခဲတယ်မဖြစ်တော့ဘဲနဲ့မုတ်သားလေးကိုလည်းညံ့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 လေးဖြစ်စီမှာပါ။စားနေငယ်နဲ့ဆွနေမုတ်လေးနေငယ်ထဲမယ်။အမုတ်တွေအားလုံးကိုနှမ်းဆက်အောင်မှုပြီးတော့ရေ၃ခွက်စာလောက်ကိုနည်းနည်းချင်းစီထည့်ပြီးဘဲမုတ်တွေပျော်တဲ့အထိဖြော်ပြပါမယ်။ကြံနေသေးတယ်ရေသုံးခွက်စာကိုတော့ပုပ်ပွက်စုအောင်တည်ပြီးဖြော်ထားတဲ့ဘဲယူတွေကိုဖြည်းဖြည်းချင်းစီထည့်ပြီးတော့ငွေငွေပြီးကြိုးပေးရပါမယ်။ အခုလို့ကြွမိတဲ့အနေထားလေးထိပြစ်လာပြီဆိုရင်တော့ဘဲစီလေးကိုသမင်းစားဆုံးလေးတစ်စွန်းစာလောက်ထည့်ပေးရပါမယ်။အဲ့လိုထည့်ပေးခြင်းအပြင်မင်မင်တို့ရဲ့တူဘူးသားလေးရဆိုရင်လေချွချွမှုမှုလေးနဲ့ဝုန်းဝဝလေးဖြစ်စင်မှာပါ။ကြိုထားတဲ့ဘဲရီလေးတွေကလည်းအခုလိုမျိုးပြစ်လာပြီဆိုရင်စီတုပ်ထားတဲ့လင်ပန်းပဲဖြစ်ဖြစ်လင်ပန်းမရှိလည်းအဆင်ပြေတာတခုပေါ့နော်။ထည့်ပြီးတော့သုံးနိုင်လောက်အေးခံပေးထားလိုက်ပါမယ်ရှင်။တူဘူးလေးအေးခံတာတော့မှတုပ်ဖို့အတွက်ပြင်ဆင်ပါမယ်။ကျက်တုံဖြူလေးတွေကိုပပလီ ်စနမုတ်လေးထည့်ပြီးတော့ကြော်ပြီးစီစစ်ထားပါမယ်စက်သွန်ပြူစီချက်လေးပေါ့နော်ဒါလေးကတော့တူဦးသုံးနဲ့တွဲဆမ်းမယ်ဂေါ်ဘင်းဟင်းကားလေးပါရှင်ပစွန်ချောက်ရဲ့စက်သွန်ပြူရဲ့ငရုကောင်းရဲ့အဲ့ဒါတွေကိုထောင်းထည့်ပြီးတော့အရသာတွက်စက်သားမုတ်နဲ့ငံပြိုင်လေးထည့်ထားတာပါမှုမှုပူပူလေးပေါ့ရှင်ကဲခုလိုတူဦးလေးကလည်းခဲသွားပြီဆိုတော့မိမိစိတ်ကြိုက်ကြော်ပဲဆာဆာချက်ပဲဆာဆာတုတ်ပဲဆာဆာဘလိုးပဲဆာဆာဆာလို့ရန်ကောင်းတဲ့တုတ်လေးရရှိပါပြီရှင် မင်းမင်းတို့ကတော့တုတ်စားရတာပူကြိုက်တဲ့အတွက်တုတ်လိုက်ပါဦးမရှင်။တုတ်ဟူတုတ်အတွက်အဓိကမပါမဖြစ်လေးကတော့ရှောက်ရွက်လေးပေါ့နော်။ရှောက်ရွက်လေးကိုပပလိမ့်မယ်။ဒေါ်ဘီလေးလည်းပပလိမ့်မယ်။မကြီးသေးမဲ့ကိုလည်းရင်းသွေးလေးနဲ့ဖြော်ထားပေးပါမယ်။ပင်စင်တာလေးလည်းရပြီဆိုတော့တုတ်ပါတော့မယ်ရှင်။ကော်ဘီထည့်မယ်။တုတ်ဟူလေးထည့်မယ်။ရှောက်ရွက်လေးပါထည့်ပါမယ်။စားအချိုမုတ်ပဲမုတ်နဲ့မြည်သီးကြမုတ်ထည့်မယ်။ပြီးရင် အမြရည်ရဲ့မကြီးရည်ရဲ့ကျွတ်တွန်ပြူစီချက်လေးပါထဲထုတ်လိုက်မယ်ဆိုရင်တော့ဆွေစဉ်90နူးစဉ်90ထိပါမေ့သွားစေလောက်အောင်ကောင်းတဲ့တုပ်ဦးတုံးချင်းချင်းဆက်ဆက်မှုမှုလေးရရှိပါပြီရှင်မစားရင်ထုံဆန်တိုင်းဒီနေ့ကျနေ့ကိုရရှိမယ်လိုက်တယ်လေအတုပ်လေးနဲ့

ချော်ရကလည်းမွေးလို့ပါမိုင်းအာဒီနေ့ကျွန်တော်မမီလက်ဆွမ်းပြတာပေါ့တူဘူးကျူတာတခါမှမလုပ်ဘူးငါဆန်းလို့ကြည့်လိုက်တာမဆိုးပါဘူးဖြစ်တယ်อืมဖြစ်တယ်လို့ပြောရမယ်ဒါကျွန်တော်တို့ကပထမဆုံးတူဘူးကျူတယ်ဘလို့ပဲอืม တာကလေးပဲကလေးကလေးပဲအစိမ့်မုံနေပေါ့နော်ဟမ်ပဲစိမ့်မုံကျူလိုက်တာပဲစိမ့်မုံတော့တော့150ကျော်တယ်နော်အင်းအဲ့အဲ့ဒါအခုဒီဒီနှစ်ပွဲအဝါနှစ်ပွဲစားလို့ရတယ်ဘူးလို့တော့တူတူအတားရှောက်ရပဲနော်ရှောက်ပါမှာတော့မှုကြီးအလိုက်ဆုံးอืม cho nó cho nó xây đèn dài tự lại mình nghĩ là mình mình xây đèn dài tự lại ghê tôi xây đèn dài của mình sai em thì giờ giờ tôi mới xong mà tôi cũng tôi này phải phía này လွယ်ပါတယ်နော်မခတ်ပါဘူးတူဘူးကျော်လွယ်လွယ်သူစကေးတည်ပါလို့ရှင်လွယ်လွယ်လေးပဲမမင်းဒါအခုမှပရမဆောင်လုပ်ဘူးတဲ့သူတော်မှာအဆင်ပြေပါဟုတ်တယ်အတူမုံနေမှုနော်ကလည်းပဲအဆိုင်မုံနေတာပဲဆိုင်မုံနေတာอืมตัวหมูเลยทีเดียวนะอืมนี่ว่า 过不赢啊。 ဒီနေ့လည်းလုံးဝစိတ်ကျင်နေရပါတယ်။ကိုစားကြတဲ့နေ့စားရရတော့။ကဲတငယ်ချင်းတို့ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ။နောက်အစီအစဉ်လေးမှာနောက်ဗီဒီယိုလေးနဲ့တူပြန်လာခဲ့ပါဦးမယ်နော်။ပါပြီပါဦးရှင်။ Bye bye ။